အားလုံးပဲမင်္ဂလာပါရှင်မြန်ခရီတိုကနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်ပထမအဆုံးသတင်းတပိုးအနေနဲ့ဒီကဘာလုံးမှာဘစ်ကွိုင်းနဲ့ရှင်းလို့ရနေပြီဆိုတဲ့သတင်းနဲ့အတူဘစ်ကွိုင်းစီဒေါ်လာ9000အထိကျမယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်မြန်မာကတော့စီစီတိဆက်သူကီကီပါ ပထမဆုံးတည်တင်းတဲ့ဘောအနေနဲ့တက္ကပါလုံးမှာ Bitcoin နဲ့ရှင်းလို့ရနေပြီဆိုတဲ့တည်တင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။တက္ကပါလုံးကဆိုင်တွေမှာ Bitcoin နဲ့ငွေပေးချေလို့ရနိုင်ဖို့ဆိုတာ Crypto Bro တွေရဲ့ရည်မှန်းချက်တွေကတခုပါ။အခုဒီရည်မှန်းချက်ဟာတဖြည်းဖြည်းနဲ့ account ထဲပေါ်လာပါပြီ။ Square App ကနေတဆင့်ကမ္ဘာတစ်ဝှမ်းမှာ Bitcoin နဲ့ငွေပေးချေလို့ရနိုင်အောင် Data Foundation ဖြစ်တဲ့ Jet.co ကဖန်တီးလာနေပါတယ်။ Jet.co ပိုင်း နောက်ထပ်ငွေပေးချေမှုဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်တဲ့ Square Platform ပေါ်မှာမောင်းချေမောင်းတန်းနေချီဟာ Bitcoin ကနေ Bitcoin Bitcoin ကနေအပြင်ငွေသာအပြင်ငွေသားကနေ Bitcoin လိုမျိုးငွေပေးချေမှုတွေကိုလက်ခံလို့ရနိုင်ပြီဖြစ်ကြောင်းဒေါ်စိတ်က X ကနေတစ်စိတ်ကြီးညာသွားခဲ့ပါတယ်ဒါအပြင်အတော်လေးမိုက်တဲ့အချက်တစ်ခုကတော့2029ခုနှစ်မတိုင်ခင်အထိဒီလိုငွေပေးချေမှုတွေအတွက် blog ကိုဝန်ဆောင်က ပေးစရာမလိုတာဖြစ်သလို2029ခုနှစ်မှာတော့ဝန်ဆောင်က100ခန်းတော့စောက်ောက်သွားတော့မှာပါ ဒါပေမဲ့လက်ရှိမှာတော့လူတိုင်းပစ္စည်းတော်ဝယ်မှသာ Square ကနေတဆင်ငွေပေးချေလို့ရနိုင်အောင်မှဖြစ်ပြီး online ငွေပေးချေမှုတွေကိုတော့မကြခင်ရလာနိုင်မှာဖြစ်ကြောင်းဆိုသွားခဲ့ပါတယ်။လောလောဆယ်မှာတော့ Block ဟာ American ပြင်သစ်ပြည်ထိုင်တဲ့ဂျပန်နိုင်ငံအပါအဝင်နိုင်ငံပေါင်း၈နိုင်ငံမှာမာချက်ပေါင်း4 million အထိရှိနေပါတယ်။ Jet Dollar ကတော့အခုလိုမျိုး Bitcoin နဲ့ငွေလက်ခံနိုင်မှုကိုတကယ်ပါလုံးအတိုင်းအတာနဲ့တိုးဝါလာနိုင်အောင် blog ကနေတဆင် bitcoin ငွေပေးချေမှုတွေကိုလက်ခံပေးကြဖို့ blog user တွေကိုနှိုးဆော်ထားပြီး ဘစ်ကွိုင်းဟာနေစဉ်သုံးငွေကြေးတစ်မျိုးဖြစ်လာနိုင်မလားဆိုတာကိုတော့နောက်နှစ်အနေငယ်အတွင်းသိကြရတော့မှာပါနောက်တဲ့သတင်းတော်အနေနဲ့ Bitcoin ဈေးဒေါ်လာ9000အထိကျမယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။ Bitcoin ဈေးဒေါ်လာ9000အထိကျပါမယ်။ဒီလိုစကားကိုနမိတ်မရှိနှမမရှိပြောလာတာကတော့ James Quinn ပါ။ James Quinn ကိုအရှုံးနဲ့လို့အဖြစ်အတော်များများယဉ်နေကြမှာပါ။ ဒီနေ့အလဲပိုင်းလောက်မှာဒေါ်လာဘီလီယံနဲ့ချီ leverage တွေယူပြီးထွေးခဲ့တာကြောင့်ဒေါ်လာဘီလီယံနဲ့ချီဆုံးရှုံးခဲ့ရသူ ဖြစ်တယ်လို့ဒီလိုအယုံနဲ့ဖြစ်ခဲ့ပြီးနောက်မှာ trading မလုပ်တော့ဘူးလို့ဆိုခဲ့တဲ့အထီးပါဒါပေမဲ့ဒီရက်ပိုင်းမှာတော့ James Wynn တယောက် Hyper Liquid ပေါ်မှာပြန်ပေါ်လာပြန်ပါပြီဒါပေမဲ့ပြန်လာချိန်မှာလည်းအယုံနဲ့ရင်ဆိုင်နေရသေးပါ James Wan အနေနဲ့ Bitcoin ကဈေးကျကိုကြာမှာလို့ယုံကြည်ပြီး short position တွေဖွင့်ထားခဲ့တာကြောင့်ဈေးတွေပြန်တက်လာချိန်မှာတော့ position တွေအကုန် liquid ဖြစ်ကုန်တဲ့အထီကိုအရှုံးနဲ့ရင်ဆိုင်နေရတာပါ။လွန်ခဲ့တဲ့7နှစ်အတွင်းအတွင်းမှာ liquidity 12ချိန်ဖြစ်ခဲ့တဲ့ဆိုတာနည်းနည်းနော်နော်စကေတော့မဟုတ်ပါဘူး။ဒီလိုမျိုးရှော့ခဲ့တဲ့လမ်းတွေမှာမှားနေပေမဲ့လည်း James Wing ကတော့သူ့ရဲ့ short position တွေကိုနှစ်စာတင်လိုက်သလိုရှေးသမျှ stable coin တွေက30ရာခိုင်နှုန်းကို short position တွေဖွင့်ပြီးထိုင်ဆောင်နေပြန်ပါပြီ။ အခုချိန်မှာ James Wen ရဲ့ main account ဟာဒေါ်လာ33,000ဘို Bitcoin တွေကို 40x leverage ယူထားပြီး Bitcoin ဈေးဒေါ်လာ36,639ကိုတက်သွားခဲ့တဲ့ဆိုရင်တော့ရှိသမျှအကုန်ကုန်မှာဖြစ်ပါတယ်။တကယ်တော့ James Wen ဟာလောင်းစားဆန်ဆန် trade နေတာဖြစ်ပြီးအခုချိန်မှာသူ့အတိုင်း live trade သူတွေသူ့ကို backend trade သူတွေလည်းရှိနေကြပါတယ်။ တကယ်တမ်းဘစ်ကွန်စိတ်ကဘဲဘက်ကိုသွားမယ်ဆိုတာကိုတော့အသေးချာပြောလို့မရသေးတယ်လို့အခုအမေရိကန်အစိုးရပြန်လည်ပဲချိန်မှာအတည်ပြုလာနိုင်မယ်ဥပဒေတွေလည်းရှိနေသေးတာကြောင့်နေ့မကောင်းခင်မှာအပြောင်းအလဲကြီးကြီးမားမားတစ်ခုဖြစ်လာဖို့ရှိမှာပါဒါကတော့မြန်ခရီတိုကနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင် ကောင်းသောနေ့လေးဖြစ်ပါစေရှင်